င်္ဂလာညချမ်းပါရှင်။ KTF ကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny ပြည်သူပြည်သားအားလုံးဘင်းကင်းလို့ချိုးပြီးစိတ်ချမ်းသာခြင်းကိုကြံမှခြင်းနဲ့တူလူအင်ဆနာတွေပြေဝကြပါစေလို့အရင်ဆုံးဆုမကောင်းတောင်းပေးလိုက်ပါရစေ။2025ခုနှစ်ဇွန်လ25ရက်ပုဒ်တခုနဲ့ KTF မြန်မာဘာသာရေဒီယိုအစီအစဉ်တွေကိုစတင်ထုတ်လွှင့်ပေးနေပါပြီ။ဒီအစီအစဉ်တွေကို Creamy ပြည်တွင်းကဒီမော့ဆွန်နဲ့ Prosu မြို့နယ်မှာ FM Radio Line 108 MHz ၊ Message မြို့နယ်မှာ 95သတ္တမရှိ MHz Time Greenie နဲ့ဆက်မှာ FL Radio Lite 100 MHz တို့နဲ့ည9နာရီမှာထုတ်လွှင့်ပေးနေတာပါ K2FL Radio Station ကနေတနိုင်းစာထုတ်လွှင့်ပေးနေပြီးကန်ရိုရီထားရဲ့လူမှုကိုရဆာမျက်နှာမှာတော့နိုင်ဝက်စာတရဲ့ထုတ်လွှင့်ပေးနေပါတယ်ဒီနေ့ရဲ့အစီအစဉ်တွေကိုကျမမော်လေးမြတ်ကတင်ဆက်ပေးပါမယ်။ ဒီနေ့နားဆင်ကြရမှာကတော့ကျွန်တော်တို့ထိုင်းသတင်းတွေထဲကဆောင်းနှန်းခဲကြေးရွာကနေအိမ်တွေကိုစစ်ကောင်စီနဲ့ PNU တွေမီးရှို့ဖျက်ဆီးပြီးတဝက်ကျော်ကမီးလောင်နေတဲ့သတင်းနဲ့ဂရီနီမှာစားတဲ့ထုတ်ကို2000ဝန်းကျင်အထိဈေးတက်လာတဲ့သတင်းတွေပြင်ဂရီနီကနောက်ဆုံးရသတင်းတွေမိုးလေဝသသတင်းနဲ့ဒေသတွေးသတင်းတွေကိုကြားကြရပါမယ်။အဲဒီနောက်မှာတော့အပတ်စဉ်တင်ဆက်ပေးနေတဲ့ကုန်စည်နှုန်းသတင်းနဲ့သူတအဖျားဖျားအစီအစဉ်ကနေပြီး ပြောင်းလိုက်ပြန်ချင်းလိုက်နဲ့တန်ညာလည်နေတဲ့အည်ပြားယောဂါကိုထိမ့်ချုပ်ဖို့ခက်ခဲနေတဲ့အကြောင်းနားဆင်ကြရပါမယ်ရှင်။အခုရေဆုံးတော့ကယ်လိုရီထိုင်းသတင်းတွေကိုပြောပြပေးပါမယ်။မိုးပြတိုက်ပွဲတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရှမ်းတောင်ဂရီနီစစ်တိုင်း ဒီမော့ဆိုအမှတ်1100ရက်နေ့တည့်ရေကရဲဘော်သူဦးကြဆုံသွားခဲ့ပါတယ်။မနေ့ကဇွန်လ24ရက်နေ့မူပြဲကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းကိုခုခံတိုက်ခိုက်ရေးကြဆုံသွားခဲ့ရတာပါ။ကြဆုံသွားတဲ့ရဲဘော်ဟာရဲဘော်ချာလီခေါ်ဘူတန်ချောင်းဖြစ်ပါတယ်။ဘူတန်ချောင်းဟာပြီးခဲ့တဲ့2021ခုနှစ်ဩဂတ်လ22ရက်နေ့မှာဒီမော့ဆို PDF 1100နှစ်တဖွဲ့တွင်စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီးစစ်ထောက်လက်ရင်းဖြစ်တော်ဝင်ထမ်းဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ဆက်19ရက်နေ့မှာလဲမိုးပြဲပြီးသူကာကွယ်ရေးတပ်ကျွဲဂျူတက်ခွဲကရဲဘော်မောင်အာကာထွန်းနဲ့ရဲဘော်မောင်နေမီထွေးတို့လူဦးကြဆုံးခဲ့ပါတယ်။လက်ရှိမှာလဲမိုးပြဲအတွင်းတိုက်ပွဲပြင်းထန်နေသလိုစစ်ကောင်စီဘက်ကလေချောင်းတိုက်ခိုက်တာတွေလက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်။စကောင်စီနဲ့ PNO စစ်ကြောင်းထိုးမှုကြောင့်မိုးပြဲတွင်ဒေါ်လာရေးရဲဘော်တွေကြာဆုံးခဲ့ရတယ်လို့မနေ့ကဇွန်လ24ရက်နေ့ညနေပိုင်းမှာလဲ ဟေခုံရှိဖက်ကန်ဆောင်းနှန်းခဲကြီးရွာကိုထပ်မံထိုးစစ်ဆေးလာခဲ့ပြီးဒေသခံတွေထပ်မံထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။ဖားဆောင်မြို့နယ်မော်ချီဒေသကိုစစ်ကောင်စီကဒီကနေ့မနေ့ဆက်တနိုင်ဝန်းကျင်အချိန်မှာလေကြောင်းသုံးဘုံကျဲတိုက်ခိုက်ခဲ့ပြီးလူထိခိုက်ဒေဆုံးမှုရှိတယ်လို့ဒေသခံတွေကပြောပါဗျ။လေရီဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာအနီးတစ်ဝိုက်မှာနေထိုင်တဲ့ဒေသခံတအူးကတော့ခဲချစ်အလုံသမားတအူး ဘုံဆထိမှန်ပြီးပွဲချပြီးတည်ဆုံသွားတာကိုတွေ့မြင်ခဲ့ရတယ်လို့ပြောပါရယ်။ထိခိုက်မှုနဲ့ပျက်စီးမှုအခြေအနေသေးစိမ့်ကိုတော့ကင်နော်ရီထိုင်းကဆက်လက်စုံစမ်းနေသေးပါ။ဘုံမကျဲခင်မှာ15မိနစ်ခန့်ကင်းထောက်လေးပြန်ဝင်ခဲ့တာဖြစ်ပြီးအဲဒီနောက်မှာတော့ဘုံတလုံးကျဲချခဲ့တာဖြစ်တယ်လို့ဒေတာခန်တွေကပြောပါရယ်။တိုက်ပွဲဖြစ်ပွားတာမရှိတဲ့မော်ချီဒေတာကိုစက်ကောင်စီကအလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဟာအခုအချိန်ပါဝင်6ချိန်ရှိနေပြီဖြစ်ပါတယ်2025ခုနှစ်မတ်လ18ရက် ဧပြီလ24ရက်ဧပြီလ26ရက် မေလ10ရက်မေလ23ရက်နဲ့ဒီကနေ့ဇွန်လ25ရက်နေ့မှာတချိန်စီလေချောင်းတိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုတွင်အရသာပြည်သူ10ဦးထက်မနည်းသေဆုံးခဲ့ပြီး30ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဇွန်လ2ရက်နေ့ဖက်ခုံရှစ်ဖက်ကမ်းရေပူကျေးရွာကိုအင်အားတထောင်ဝန်းကျင်နဲ့စစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီတပ်နဲ့ပြည်သူ့ CPNO ပူးပေါင်းတပ်တွေဟာ မနေ့ကဇွန်လ24ရက်နေ့ညနေပိုင်းမှာဆောင်းနှန်းခဲကြေးရွာကိုရောက်ရှိလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေသလိုကြန့်ရှိနေတဲ့ဒေသခံတွေဟာထပ်မံတိတ်ဆောင်နေကြရပါတယ်။အဲဒီအားကြောင့်တော်လိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ပွားနေပြီးတော်လိုင်းရဲတပ်ဖွဲ့ဘက်ကရေဘူး၊ညောင်လေးပေ၊နတ်တုတ်၊တောင်ပုတ်ကွယ်စတဲ့နေရာလေးနေရာကို ဆုတ်ခွာပေးခဲ့ရတာပါ။မနေ့ညကတောင်ပုတ်ကွယ်ကနေဆောင်းနှန်းခဲကြေးရွာဘက်ကိုထပ်မံထိုးစစ်ဆေးလာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေသလို ဆောင်းနှန်းခဲကျေးရွာကိုထပ်မံလိုက်လွတ်လိုက်ရတယ်လို့တော်လာရေးတပ်ဖွဲ့ဝီတူကပြောပါရယ်ဇွန်လနေ့ရက်နေ့ကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့တွေကြောင့်ဖေခုံရှိဖက်ကျန်းကကျေးရွာ15ရွာဟာထွက်ပြေးသိမ်းရှောင်ခဲ့ကြရပြီးကျေးရွာကိုဆောက်ရှောက်ဖို့တချို့သူတွေသာကြံရည်ခဲ့ပါရယ်လက်ရှိမှာတော့ကျန်ရှိနေတဲ့ဒေသခံတွေလည်းထပ်မံသိမ်းရှောင်နေကြရတာပါပြီးခဲ့တဲ့ဇွန်လ16ရက်နေ့မှာ ခေခုရှစ်ဖက်ကန်ကနေဒီမော့ဆိုဘက်ကိုထွက်ပြေးခွန်လွန်လာတဲ့ဆွတ်ရှောင်း၄000ဝန်းကျင်အတွက် အခြေခံလိုအပ်ချက်များစွာရှိနေပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီတွေရရှိဖို့ကိုလည်း Greenie Bee ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ကဖိတ်ခေါ်ထားပါတယ်ရှင်။ဆောင်းနှန်းခဲကြေးရွာကဒေသခံတွေရဲ့နေအိမ်တွေကိုစစ်ကောင်စီနဲ့ပြည်သူ CPNO တို့ကမနေ့ကဇွန်လ24ရက်နေ့မှာမင်းရှုဖျက်ဆီးနေတယ်လို့မင်းလောင်တဲ့အခြေအနေကိုမြင်တွေ့ခဲ့တဲ့ရှစ်တန်းရောက်တော်လာရေးရဲဘော်တွေကပြောပါတယ်။ အင်ချင်60ဝန်းကျင်ရှိပြီးလက်ရှိမှာတော့တဝက်ကျော်မီးလောင်ပျက်စီးသွားခဲ့တယ်လို့တော်လိုင်းရင်ရဲဘော်တို့ကပြောပါတယ်။ဆောင်းနှန်းခဲကြေးပါဒေတာခန့်တွေဟာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာဖြစ်ပွားခဲ့တဲ့မြေပြင်တိုက်ပွဲတွေကြောင့်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲကြရတာပါ။လက်ရှိမှာတော့တိမ်းရှောင်ကြတဲ့လူသူတွေဟာစစ်ရှောင်တဲတွေတောင်ဆော့လုတ်ပြီးစီးမှုမရှိသေးပဲကျေးရွာကဖြစ်စည်းခံနေရတယ်လို့ KRLY အဖွဲ့ကပြောပါတယ်။ ဆောင်းနှန်းခဲကြေးရွာမှာရှိတဲ့ကရန်ပြည်တိခိတ်ကိုလည်းပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာ PNO ဗီတုစစ်ကနေပုံကျဲတိုက်ခိုက်ခဲ့ပြီးကရန်ပြည်တိရဲဘော်အုပ်ထိခိုက်ခဲ့ရတယ်လို့တဦးကြဆုံးခဲ့ရပါတယ်။ဂရီနီမှာအခြေခံစားတောက်ကုန်ဖြစ်တဲ့ IU ဒင်းစားတထုပ်ဟာ2000ဝန်းကျင်အထိဈေးတက်လာနေပါတယ်။လမ်းမဆက်သွယ်ရေးခက်ခဲတဲ့အတွက်အခုလိုဈေးမြင့်တက်လာတာဖြစ်နိုင်တယ်လို့ဒီမော့ဆိုနောက်ဖက်ချမ်းမှာနေတဲ့ဆွတ်ရှောင်းမျိုးသမီးတဦးကပြောပါတယ်။အရင်ကသုံးထုပ်တထောင်နဲ့ဝယ်ရတဲ့ အခုကအကုန်လုံးဈေးတွေကတက်နေပြီဆိုတော့စားတထုပ်1500ကနေ2000ထိတက်လာတာပေါ့တဆိုင်နဲ့တဆိုင် ရောင်းဈေးကလည်းမတူဘူးလမ်းမဆက်သွယ်ရေးအခက်အခဲကြောင့်ဖြစ်မဲ့ထင်တယ်လို့သူမက ပြောပါတယ်ပြီးခဲ့တဲ့နှစ်တွေမှာတော့စားတအိတ်ကို2800ဝန်းကျင် ပေါက်ဈေးရှိနေပြီအခုမှတော့စားတအိတ်ကို6000ခွဲထိဈေးတက်လာတာပါအရင်ကစားအိတ်ကြီးတအိတ်ကို2800လောက်ရှိမယ်တထုပ်ကို600နှုန်းနဲ့ပြန်ရောင်းတဲ့ အခုကလမ်းအခြေအနေတွေကြောင့်တအိတ်ကို6တောင်း6တောင်းခွဲလောက်ရှိသွားတယ်။တထုပ်ချင်းစီကြတော့1500နဲ့ရောင်းတာပေါ့လို့ဒီမော့ဆိုရှစ်ဖက်ချမ်းမှာဈေးဆိုင်ရောင်းနေတဲ့ဈေးဆိုင်ပိုင်ရှိသူဦးကပြောပါတယ်။ဂရီနီပြည်ထဲကိုဝင်လာတဲ့ကုန်စီလမ်းကြောင်းတွေပိတ်ထားလိုက်ရတာကြောင့်အခုလိုကုန်စင်းလုံးတွေမြင့်တက်လာတာပါ။ဒီမော့ဆိုရှစ်ဖက်ချမ်းမှာတော့ဓာတ်ဆီတလီတာကို8000ဝန်းကျင်ရှိနေပြီ။ဒီမော့ဆိုနောက်ဖက်ချမ်းမှာဓာတ်ဆီတလီတာကို1000ဝန်းကျင်ထိ ပေးဝယ်နေရပါတယ်။ဒါရီပြင်းစီပြက်လက်မှုတွေကြောင့်ဓာတ်စီဆန်တချို့ပိတ်ထားလိုက်ရသလိုလေယာစိုက်ပျိုးရေးလုပ်ငန်းလုပ်နေတဲ့တောင်သူလက်သမားတွေအတွက်လည်းအခက်အခဲတွေ့နေကြပါတယ်။ရင်းနီပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေချင်တာတောင်းဆိုချင်တာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးချင်တယ်ဆိုရင် ကနယောက်ဒီထိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကနယောက်ဒီထိုင်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbamis@gmail.com ကိုစာရေးသားပေးပို့တာ ဖြစ်စေပြုလုပ်နိုင်ပါတယ်။ Signal ဒါမှမဟုတ် Telegram ကနေတဆင့်ရေးသားပေးပို့ခြင်းနဲ့ဆိုရတော့အပေါင်း66 8588 1214 1ကို ရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။ လူထုတွေပေးပို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့တက်ဆိုင်ရာတွေဘက်ကနေပြန်လည်ဖြည့်ကြားခြင်းနဲ့ဆိုရင်လူထုစာလွှာအစီအစဉ်ကနေတဆင့်ပြန်လည်ပေးပို့ဖြည့်ကြားနိုင်ပါတယ်ခင်ဗျာသတင်းတွေကိုပြောပြပေးလို့ပြီးမှာတော့မနေ့ဖြန်ဇွန်လ26ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုဆက်လက်ပြောပြပေးပါမယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာ ိမ်အတင်တက်ကနေတိမ်ထူထန်းနိုင်ပြီးမုတ်တိုလေးဟာအားအတင်တက်ကနေအားအလိုကောင်းနိုင်ပါတယ်။ပေးလေပြီအခြေအနေဟာတနင်္လာနေ့ကံယူသံရခိုင်ကံယူသံမြဝကျိုးပေါ်ဒေသတွေနဲ့မုတ်တမကွေးဘက်ကလေတွေဟာအနောက်အနောက်တောင်ဘက်ကနေတနိုင်ကို10မိုင်ကနေ -20 ခတ်တိုက်ခိုက်လာနိုင်ပြီးလိုက်တင့်တင့်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့စကိုင်းတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊တနင်္လာနေ့တိုင်း၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ် ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တွေမှာနေရအနှက်အပြားမိုးထချုံရွာနိုင်ပါတယ်။နေပြီးတော့မန္တလေးတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်နဲ့ကရင်နီပြည်နယ်မှာတော့နေရစစ်စိတ်မိုးထချုံရွာနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်း၊ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းချင်းပြည်နယ်တွေမှာတော့နေရာကွက်ပြီးမူကြီးနိုင်ပါတယ်။အခုပြောပြတဲ့မူးလေဝါသခန့်မှန်းချက်တွေဟာအမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရင်းနဲ့ BNA ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့မူလေဝါဒခန့်မှန်းချက်တွေဖြစ်ပါတယ်။ပောက်ကွဲစီဖို့ရည်ရွယ်ပြီးပြစ်ခတ်လိုက်ပေမဲ့မပောက်ကွဲသေးပဲကြံနေတဲ့စစ်ကြံလက်နက်ပစ္စည်းတွေကမြေမြုပ်မိုင်းတွေထက်ပောက်ကွဲအားပြင်းထန်ပြီးအချိန်မရွေးပောက်ကွဲဖို့အဆင်သင့်ဖြစ်နေတတ်ပါတယ်။စစ်ကြံလက်နက်ပစ္စည်းတွေဟာတိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေလေချောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာရှိနေနိုင်ပါတယ်။စစ်ဘေးရှောင်လို့စွန့်ခွာထားခဲ့တဲ့ခြေရွာတွေလက်နက်သိမ်းဆီတူလောင်တဲ့နေရာတွေ လက်နက်ကြီးစမ်းသပ်ပစ်ခတ်တဲ့နေရာတွေလက်နက်ကိုင်အဖွဲ့အစည်းတွေတွာလာလှုပ်ရှားတဲ့နေရာတွေနဲ့စခန်းချအခြေစိုက်တဲ့နေရာတွေမှာလည်းစစ်ကြံလက်နက်ပစ္စည်းအန်ဒီယယ်တွေရှိနိုင်ပါတယ်မပောက်ကွဲပဲကြံနေတဲ့ဘုံသီးကြီးတွေလက်ပစ်ဘုံတွေမော်တာကြီးတွေဒုံးကြီးတွေကြီးစံတွေဟာတို့ထိမယုံနဲ့ပောက်ကွဲနိုင်ပါတယ်။အဲ့ဒီလက်နက်ပစ္စည်းတွေကကာကီရောင် အစိမ်းရောင်အညိုရောင်မီးခိုးရောင်တွေအပြင်တန်ကြီးတက်ပြီးဆေးရောင်ပြက်ပြဲနေတဲ့အနေအထားမျိုးနဲ့လည်းတွေ့နိုင်ပါတယ်။ မြေပေါ်မြေအောက်မှာနှစ်ပေါင်းများစွာကြာရှိလဲပောက်ကွဲနိုင်သည်လို့စစ်ကြံလက်နက်ပစ္စည်းတွေကိုတွေ့ရင်နီးရှို့တာပစ္စည်းတစ်ခုခုနဲ့လှမ်းပေါက်တာခြေထောက်နဲ့ကန်တာထိတာကင်တာ နေရာပြောင်းရွှေ့တာစားနဲ့တိတ်တာ ရေနဲ့လောင်းတာစတာတွေကို လုံးဝမလုပ်ရပါဘူး KTFM ပြည်သက်တွေကိုအပတ်စဉ်ပုတ်တခုနဲ့မှတင်ဆက်ပေးနေတဲ့ကုန်စင်လုံးနဲ့နိုင်ငံခြားငွေလဲလုံးတည်င်းအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ဒီမော့ဆိုမြို့နယ်နောက်ဖက်ချမ်းချယ်ရီကုန်းမှရောင်းချပေးနေတဲ့ကုန်စင်လုံးတွေနဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲလုံးတွေကိုစူးစီးတင်ဆက်ပေးပါမယ်။အခုရေဆုံးတော့ဒီမော့ဆိုမြို့နယ်နောက်ဖက်ချမ်းချယ်ရီကုန်းမှရောင်းချပေးနေတဲ့ကုန်စင်လုံးတွေကိုပန်းဖြူကအခုလိုတွားရောက်မင်းမြန်ထားပါတယ်။ ချောင်းကြီးဖြစ်ရပေါ့နော်အဲ့ငါချောင်းစီကိုတပိတ်တာစီဘလောက်ရှိသွားပြီလို့စီယာတပိတ်တာနဲ့ဆိုရောအခုဆိုတောင်းရှိထောင်းဖြစ်သွားပြီ50တာ50ကြတော့တပောင်ပြဟို30ကြတော့ကြတော့အခုက60ထောင်းဖြစ်သွားပြီမချောင်းကြတော့ဆလာပြားချောင်းလို့မင်းချောင်းကြတော့ဆလာပြားချာတပိတ်တာဆိုတောင်းဖွဲ့မြူဒီ6ကြတော့မြူဒီ6ကြတော့ဟုတ်လို့ဒီကြာငါတောင်းလေပြောရရှိကြတော့နှစ်တောင်းခွဲရှိရမှာတောင်းခွဲ ဟုတ်တယ်အာကျဥ်ကြတော့တက္ကသိုလ်ရှိပါတယ်ကျဥ်ကတက္ကသိုလ်တောင်ကိုထောင်ပြတိုင်းပြောဟုတ်လဖက်ချောက်ကြတော့လဖက်ချောက်ကြတော့တပိတ်တန်တောင်ခွဲတယ်ဟုတ်တယ်အတာတူရောအတာတူကတပေါင်းနဲ့ခွန်ထောင်ဒါပေမဲ့အခုဆိုလို့နစက်တဲ့ဗီလမ်းတူရောကျတော့နေကျတူဖြူကြတော့ကျတော့နေကြတော့အခုကအခုရောင်းတာ၄၄၅၄၅၀ပါနော် စစ်တုပ်ဖြူအလုံးကြီးဟာဆိုတော့တောင်းနေတဲ့ထောင်ပြီးဟိုအသေးကြတော့တပါဟုတ်ပေးမီလီလို့ကြတော့ပေးမီလီကတောင်းနေလေးထောင်အလူကြတော့ပြေးတာဘာအလူကတောင်ဖြစ်တာလဲအလူကတောင်ခင်းချစ်ပြီးတော့ကျက်စီတရတော့အခုဆင်းနေကြတယ်ကျက်စီ ီနော်ကိုပီထောင်းလို့အမျိုးဖဲဒီကြတော့အလုံးကြီးဟာတော့ထောင်းပါအလုံးကြီးကြတော့ဟာရဒီမိုးဆိုမြို့နယ်နောက်ဖက်ချမ်းမှာရောင်းချပေးနေတဲ့ဂုနုဝါဇင်းလုံးဟာတပိတ်တာကို6000ရှိပြီအင်းကိုမှာတော့16000ကျပ်ဂွန်ဒီတပိတ်တာမှာ38000ကျပ်ဈေးရှိနေပါတယ်ဓာတ်စီဒီဇယ်ဈေးနှုန်းကတော့ဓာတ်စီဈေးနှုန်းမှာတလီတာကို 6000ကနေ9500အထိဈေးရှိနေပြီဒီဇယ်ဈေးနှုန်းမှာတော့9000ကနေ10000အထိပေါင်ဈေးရှိနေပါတယ်အခုပြောပြတဲ့ကုန်ဈေးနှုန်းတွေဟာဈေးဆိုင်ပေါ်မူတည်ပြီးဈေးနှုန်းအနည်းငယ်กว่าဟာမှုလည်းရှိနိုင်ပါတယ်ဇွန်လ25ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲနှုန်းတွေကိုဆက်လက်ပြောပြပေးပါမယ် အမေရိကဒေါ်လာဈေးကွက်မှာဒေါ်ဒေါ်လာကိုဒီကနေ့ရဲ့ဝယ်ဈေးဟာ4500ကျပ်ရှိပြီး ရောင်းဈေးမှာတော့4590ကျပ်ဈေးရှိနေပါတယ်။မနေ့ကအထိအမေရိကဒေါ်လာဈေးမှာ4490ကျပ်ဝယ်ဈေးရှိခဲ့ပါတယ်။ယူရိုစတာလီမှာတော့တပေါင်ကိုဒီကနေ့ရဲ့ပေါင်ဈေးအရ5225ကျပ်ဝယ်ဈေးရှိနေပြီးရောင်းဈေးမှာတော့5335ကျပ်နဲ့အတက်ဘက်ကိုဥတီနေပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ယူရိုစတာလီဈေးကွက်ဟာဝယ်ဈေး9200နဲ့ရောက်ဈေး9330ဈေးရှိခဲ့တာပါစင်ကာပူဒေါ်လာမှာတော့တဒေါ်လာကို3480ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့3590ကျပ်ပေါင်ဈေးနဲ့ဒီကနေ့မှာပဲဈေးပြန်တက်လာတာကိုတွေ့ရပါတယ်။ထိုင်းဘတ်မှာလည်းတစ်ဘက်ကိုမြန်မာကျပ်ငွေ139.93ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့ သတ္တမ85ကျန်းနဲ့ဈေးပြန်တက်လာနေပါတယ်။ဂျပန်ယန်မှာတော့ဒီနေ့ရဲ့ဝယ်ဈေးဟာ37သတ္တမ36ကျပ်ရှိပြီးရောင်းဈေးမှာတော့37သတ္တမ9ကျပ်ပေါက်ဈေးနဲ့ဒီရက်ပိုင်းတွင်ဈေးအနည်းငယ်တက်လာပါတယ်။ဒီနေ့မလေးရှားရီကီပေါက်ဈေးမှာတော့တရင်ကီကိုမြန်မာငွေ1055ကျပ်ရှိပြီးရောင်းဈေးမှာတော့1085ကျပ်ပေါက်ဈေးနဲ့ဈေးတက်လာနေပါတယ်။ တရုတ်ယွမ်ဈေးကွက်မှာလည်းတရွမ်ကို625ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့638ကျပ်ပေါက်ဈေးနဲ့ဒီတစ်ပတ်အတွင်းဈေးငယ်ရာကနေဈေးအနည်းငယ်တက်လာပါတယ်။ကိုရီးယားဝမ်မှာတော့တဝမ်ကိုဒီနှစ်ရဲ့ပေါက်ဈေးအရ3.3ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာတော့3.3ခုကျပ်မှရှိနေပါတယ်။ဒီတစ်ပတ်အတွင်းဈေးအနည်းငယ်တက်လာတာကိုလည်းတွေ့ရပါတယ်။ ဒီဒလာရဲ့ငွေလွှဲနှုန်းဟာဒီကနေ့ဇွန်လ25ရက်နေ့အထိဈေးအတက်ဘက်ကိုဦးတည်နေပြီး အနည်းဆုံး3ညတသမ1ကျပ်ကနေ20ကျပ်အထိတက်လာတာကို တွေ့ရပါတယ်။ဒီငွေဈေးနှုန်းတွေဟာနေရာဒေသပေါ်ကွဲပြားတာအရွက်ရောင်းဝယ်မှုအရပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်လို့အချိန်နဲ့အမျှလည်းအပြောင်းအလဲဖြစ်နိုင်ပါတယ်။ လက်နက်ကင်ပဋိပခတွေနဲ့စစ်ပွဲတွေကြားမှာရှင်သန်ရက်တည်ဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲတံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူ လုံခြုံတဲ့နေရာတစ်ခုကျွန်တော်တို့ဖန်တီးကြပါစို့ကိုပတ်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုတုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ် တကယ်တမ်းပြောရရင်ဒီဟာကဘုံခုချင်းတစ်ခုတည်းပူပါတယ်ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်နဲ့မကွာဘုံခုရာနေရာတစ်ခုပေါ့ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခုချင်းတစ်ခုတည်ဆောက်ကြရအောင် မိသားစုတစုပုံခုနိုင်မဲ့ဘုံခုချင်းတစ်ခုအတွက်၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ကျင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်၆လက်မပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်၄လက်မပတ်လည် PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အဲပုံစံချိုးထားပြီးပါ။ ပေါ်ကနေပလတ်စတစ်ဘိုးကတန်ပြားပြင်ပြားတစ်ခုခုခင်းပါတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကို အလျားတစ်ထက်အနံတစ်ထက်ထက်ခင်းပြီးပါပြီးမှဝက်ကက်ခင်းပါမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လည်မှာရေနှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram channel, DVB TV, Facebook, YouTube တို့မှာကြူအောင်စကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမကွာပုန်းခိုစို့ကေချာဖန်ပြည်သက်တွေကိုတူတဖြားဖြားအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အပတ်စဉ်တင်ဆက်ပေးနေတဲ့တူတဖြားဖြားအစီအစဉ်ကနေပြီးဒီတစ်ပတ်မှာတော့အဖြစ်များတဲ့ရာရာမှုအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုကျမနဲ့တူမောညမာတို့ကပြောပြပေးသွားမှာပါ။မင်္ဂလာပါမောညမာရေ ဟုတ်ကဲ့မင်္ဂလာပါခ ITF FM ကိုနားဆင်နေကြတဲ့သူတွေအားလုံးကိုလည်းမင်္ဂလာပါရှင်ဟုတ်ကဲ့ပါစစ်တအာနာသိမ့်ပြီးတဲ့နောက်မှာတောတောင်တဲကိုတိမ့်လျှောက်ပြီးမိခိုနေထိုင်ရတဲ့ဂရီနီကဆက်လျှောက်တွေဟာဆက်နလာရသည့်နီပါလုံးလုံးရနာတဲ့ဝေဒနာတွေကို ခံစားနေကြရပါတယ်ကလေးလူကြီးလူငယ်အသက်အရွယ်မရွေးရာရာမှုတွေဖြစ်ပွားနေပြီးတော့တချို့သူတွေမှာဆိုရင်6လနဲ့အထက်မပြောက်ကင်းပဲခံစားနေရတာကိုတွေ့ရတယ်နော် ဟုတ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ရာရံမှုကိုဖြစ်စေတဲ့အခြေခံအကြောင်းရင်းတွေကိုမျှဝေပေးချင်ပါတယ်။ဒီအကြောင်းအရာကိုတော့အမျိုးသားညီညွတ်ရေးအစိုးရဂျမရေးဝန်ကြီးဌာနရဲ့ website ကနေပြီးတော့မှကိုးကားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ရာရံမှုကိုဖြစ်စေနိုင်တဲ့အခြေခံပထမဆုံးတစ်ချက်ကတော့ချင်းမဲ့ဖြုတ်စားတဲ့ insect တွေရဲ့အကိုက်ခံရတာကြောင့်ရာရံမှုကိုဖြစ်စေနိုင်ပါတယ်။အဲ့ဒီ insect တွေ အကိုက်ခံရမယ်ဆိုရင်တချို့အတွက်ဘာမှမခံစားရပေမဲ့တချို့တော့သူတချို့တော့သူတွေအတွက်ကတော့အရေပြားတွေမှာ အနီဖူးအရေကြီးဖူးတွေဖြစ်ပေါ်တက်ပြီးမခံမရနိုင်အောင်ရာရတက်ပါတယ်ရာရလွန်လို့ကုတ်ဖက်မိတဲ့အခါမှာတော့အရေကြီးဖူးတွေ ပေါက်ပြဲပြီး အနာဖြစ်လာပါတယ်။ကုတ်ဖက်လေးလေးအနာကပိုကြီးလာလေလေဒဏ်ရာကပိုရလာပြီးတော့မှဘက်တီးရီးယားပိုးမွားတွေက ဝင်ရောက်လာနိုင်ပါတယ်။ နောက်ဆက်သွဲအနေနဲ့ပြည်တည်တာဖြာနာလာတွေအထစ်ကိုခန်းစားရနိုင်ပါတယ်အင်းဆက်ပိုကြိုက်တာကြောင့်ရာရန်လွန်ပြီးအနာဖြစ်တဲ့အခါမှာတော့ရေအေးအေးလေးနဲ့အနာကိုကတ်ထားပေးရပါမယ်တခုတတိထားရမှာတော့အဲ့ဒီအနာတွေကိုဆက်ပြအပြင်းစားတွေတုံးပြီးဆေးကြောတာအရက်ပြန်ဘီတတိုင်းစတာတွေနဲ့လိမ့်တာမျိုးတွေကို မပြုတ်လို့တင်ပါဘူးရရတဲ့နေရာတွေကို ကလမိုင်းလိမ့်ဆေး ရာရမှုတွေအတွက်ထုတ်ထားတဲ့ပေါင်တာဈေးမုတ်တွေကို မကြာမကြာလိမ့်ပေးနိုင်ပါတယ်။အနာမှာပိုးဝေပြီးတော့ရောင်ရမ်းမှုတွေဖြစ်ခဲ့မယ်ဆိုရင်ဆရာဝန်ဒါမှမဟုတ်ကျန်းမာရေးဝန်ထမ်းတွေနဲ့ပြသရမှာဖြစ်ပါတယ်။ဆဲကြောတက်လို့အရွယ်မှာတော့ပွေးယောဂါတွေကြောင့်လည်းရာရံမှုတွေအဖြစ်များပါတယ်။ပွေးတွေဟာ ကြိုင်းကြာပေါင်ကြာရစ်ဘက်ကြာချက်သွိုင်းလက်ပြီးကြောကုန်းစတဲ့ဘယ်နေရာမှာဆိုရာရံမှုကိုဖြစ်စေပါတယ်။ ပွေရဲ့လက္ခဏာကတော့အနီးပြင်အဝိုင်းပုံဒါမှမဟုတ်ဂိုင်းငယ်ပုံစတဲ့အချက်လိုက်အကွင်းလိုက်မြင်နိုင်ပါတယ်။ဖြစ်ခါစမှာတော့အရွယ်အစားသေးငယ်ပြီးသဖြင်းဖြင်းအကွေးကကြီးလာကဘေးကိုပြက်လာမှာဖြစ်ပါတယ်။ပွေလိုမျိုးရာရမှုကတော့ပူနွေးဆူဆိုးတဲ့အရက်ဒေတာမှနေထိုင်ပြီးချွေးအထွက်များသူအဝတ်အစားလဲဖို့လျှော်ဖို့အဆင်မပြေတဲ့အခြေအနေနဲ့နေထိုင်ရသူ ရေချိုးဖို့အဆင်မပြေတဲ့သူ စီးချိုယောဂခံစားနေရသူတွေနဲ့အဝလိုသူတွေမှာပိုအဖြစ်များတက်ပါတယ်။ပွေးကြောက်ရမ်းရတာတက်တာစေဖို့အတွက် ရေပုံမှန်ချိုးပေးရပါမယ်။အဝတ်ကိုတေချာလျှော်ဖို့ပြီးနေပူပူနဲ့လမ်းက၆သွေးမှပြန်လည်ဝတ်ဆင်ရပါမယ်။ Clotrimazole cream လိုမျိုးဆေးတွေကိုတနေ့နေ့ကြိမ်ထူးထူးလိမ့်ပေးနိုင်ပါတယ်။ နောက်ထပ်ဝဲဆိုဝဲ၆တွေကလည်းအဖြစ်များတဲ့အရေးပြားရာရန်တဲ့ယောဂသမျိုးပါဝဲပိုးချောင်းလက်ချောင်းတွေချာလက်ကောင်းဝတ်သဝိုင်းနဲ့ချက်ပက်လေနေရာတွေစီးခုံနဲ့တင်ပါသဝိုင်းလိုနေရာမျိုးတွေမှာရာရန်တဲ့အရေးပြားအနာတွေဖြစ်ပေါ်တတ်ပါတယ်ညပိုင်းအချိန်မှာဆိုရင်ပိုရာရန်တက်ပြီးအတူနေတဲ့အိမ်သားတွေကိုလည်းကူးဆက်တတ်ပါတယ်ရတဲ့အနာတွေကိုကုတ်ဖက်ရာကနေသင့်ပိုးဝေတာ ပြည်သေးတာတွေကိုလည်းဖြစ်စေနိုင်ပါသေးတယ်။ကုသမှုခံယူတဲ့အခါမှာလည်းအတူနေထိုင်တဲ့မိသားစုဝေတွေကိုပါကုသမှသာအမြင့်ပြတ်ပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ဝဲကြောင့်ရရတာတွေတက်တာဖို့အတွက်ရရမှုအတွက်ထုတ်ထားတဲ့လိမ့်ဆေးတွေကိုညပိုင်းအချိန်မှာတကူလုံးလိမ့်ထားပြီးမနေ့ပိုင်းမှာရီချိုးပေးရမှာဖြစ်ပါတယ်။ဒါတွေပြင်အဝတ်အစားအိပ်ရာခင်းခေါင်းအုပ်စုတ် ချင်းတောင်ဆောင်းစရာတွေကို မကြာခဏလျှော်ဖို့ပြီးနေပူပူမှာလမ်းပေးရပါမယ်။ရာရမှုတစ်ခုကတော့အေဘီထတယ်လို့အပြောများတဲ့အရေးပြားယောဂဖြစ်ပါတယ်။အဲ့ဒီယောဂဟာဆိုရင်ခန္ဓာကိုယ်နေရာအနှံ့မှာ အနီရောင်အကွက်တွေအပိတ်တွေကို ခန္ဓာအနှာမှာပေါ်လာပြီးတော့ရာရတာမျိုးဖြစ်ပါတယ်။မိုးရွာပြီးအေးပိုတဲ့အခါဒါမှမဟုတ်ဆောင်းရာသီလို အေးတတ်လူကဲတဲ့အချိန်မျိုးမှာဓာတ်မတက်မှုတွေကြောင့်ဖြစ်တတ်ပါတယ်။ တချို့တော့သူတွေဟာအစာအတော့ကြောက်ဖြစ်စေဆေးဝါးကြောက်ဖြစ်စေဓာတ်မတည့်တာတွေကြောင့်အင်ပြင်ထတာကိုပုံမှုဖြစ်စေပါတယ်အင်ပြင်ထတဲ့အခါမှာကလမိုင်းလိုမျိုးလိမ့်ဆင်းကိုတစ်နှစ်၃ကြိမ်လေးနိုင်တယ်လို့စီထရင်ဆင်းပြားကိုလည်းတောက်သုံးနိုင်ပါတယ်ဘာမီတိုလိုမျိုးဆေးကိုလည်းထိုးနိုင်တောက်နိုင်ပါသေးတယ်အင်ပြင်ထတာပြင်ထန်ပြီးနှကံမျက်နာရောက်ရန်တာဒါမှမဟုတ်အသက်ရှူကြက်တာနဲ့ အင်ပြင်ယောဂသွဲဖြစ်မယ်ဆိုရင်ဆရာဝန်ဒါမှမဟုတ်ကျန်းမာရေးဝန်ထမ်းတွေနဲ့ပြသရပါမယ်။အထူးသတိပြုရမှာကတော့ကိုယ်နဲ့ဓာတ်မသက်တဲ့အစာအသောက်တွေဈေးဝါးတွေကိုမှတ်သားရှောင်ရှားဖို့အလွန်အရေးကြီးပါတယ်။ဟုတ်ပါတယ်။နောက်ထပ်အရေးပြရရရမှုကိုဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာဆက်ပြမဟုတ်ဆက်ပြစီထိတွေ့တာကြောင့်လည်းအရေးပြရောက်ရနာကျေတာတွေဖြစ်စေနိုင်ပါတယ်။ဆက်ပြမဟုတ်ဆက်ပြစီတွေမှာ အက်ဆီဒက်ပါဝင်မှုအ ਨੇ အများပေါ်မူတည်ပြီးတော့လက်ချောင်းတွေကိုညင်ရဲစေတာဆက်တာရာရတဲ့အရေးပြားအနာတွေဖြစ်တတ်ပါတယ်။အဲဒီလိုရာရမှုမကြာခဏဖြစ်တဲ့သူတွေဟာမိုးပိုးဆွဲကတ်လာပြီးလက်သေးတွေပါပျက်စီးတတ်ပါတယ်။ဒါကြောင့်ဆက်ပြအပြေးစားတွေကိုတတ်နိုင်သမျှရှောင်ရှားရပါမယ်။ဆက်ပြကိုမတုံးမဖြစ်တုံးရမယ်ဆိုရင် ရေစေအောင်ဆေးကြောပြီးအုံးစီဒါမှမဟုတ် တန်လွေစီကိုလိမ့်ပေးနိုင်ပါတယ်။သတိထားရမှာကအရက်ပြန်ဘီတတိုင်းလိုမျိုးအရေးတွေကိုမလိမ့်ရပါဘူး။အခုမျှဝေပေးသွားတဲ့ရာယံမှုကိုဖြစ်စေတဲ့အကြောင်းရင်းတွေကအခြေခံကျတဲ့အကြောင်းရင်းတွေသာ ဖြစ်ပြီးတော့တခြားအကြောင်းကြောင့်ဖြစ်နိုင်တဲ့ရာယံမှုတွေလည်းအများကြီးရှိပါသေးတယ်။ ကို့မှာရာရံမှုဖြစ်ခဲ့တဲ့ဆိုရင်အခုပြောပြပေးသွားတဲ့အကြောင်းရင်းတွေကြောက်လားဒါမှမဟုတ်တခြားအကြောင်းရင်းတွေကြောက်လားဆိုတာခွဲခြားစိတ်ဖြန်ပြီးအမြန်ဆုံးလိုက်နာကူတာဖို့တိုက်တွန်းလိုက်ရပါတယ်ဟုတ်ကဲ့ပါရှင်ဒီတစ်ပတ်ရဲ့တူတာဖြဖြာခန္ဓာကနေပြီးအဖြစ်များတဲ့အရေးပြားရမ်းရမှုအကြောင်းတင်ဆက်ပေးတာဒီမှာပဲအဆုံးသတ်ပြစီရှင်နောက်တစ်ပတ်တူတာဖြဖြာစီစဉ်ကနေပြီး ဘလို့ဘဟုသူတရစေတဲ့အကြောင်းအရာတွေကိုပြောပြပေးဦးမလဲဆိုတာ KGF ပရိသတ်တွေအားလုံးစောင့်မျှော်နားဆင်ပေးကြပါဦးရှင်။ Greeny ပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေခြင်းနာတောင်းဆိုခြင်းနာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးခြင်းနဲ့ဆိုရင်ကနေယောဒီထိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာ ပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကန္နယဝတီချိုင်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbmis@gmail.com ကိုစာရေးသားပေးပို့တာဖြစ်စေပြုလုပ်နိုင်ပါတယ်။ Signal ဒါမှမဟုတ် Telegram ကနေတဆင့်ရေးသားပေးပို့ခြင်းနဲ့ဆိုရတော့အပေါင်း669 88 3241တကိုရေးသားပေးပို့နိုင်ပါတယ်ခင်ဗျာ။လူထုတွေပေးပို့လာတဲ့စာလွှာတွေကို ပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့သက်ဆိုင်ရာတွေဘက်ကနေ ပြန်လည်ဖြည့်ချခြင်းနဲ့ဆိုရင်လူထုစာလွှာအစီအစဉ်ကနေတဆင့်ပြန်လည်ပေးဖို့ဖြည့်ချနိုင်ပါတယ်ခင်ဗျာဒီနေ့ဖို့ KTFM မြန်မာဘာသာရေဒီယိုအစီအစဉ်ထုတ်လိုက်တာဒီမှာပဲရန်နာခွေ ပြူပါရှင် KTFN ကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny Bidu Bida အားလုံးစွပေးပါဝင်ကက်ဘေးအမျိုးမျိုးနဲ့ ကင်းဝင်းကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါရစေ။ဒီတညရဲ့တညတာကိုလည်းကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ကြပါစေရှင်။ KTF Radio အစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ကျမတို့အစီအစဉ်တင်ဆက်သူမော်လင်းများပါ။